အားလုံးပဲမင်္ဂလာပါရှင်။ဇေယချင်းမဲဝေရဲ့အချစ်အကြောင်းလေးတွေနဲ့နဲ့ဆိုရဲ e-book ထဲဟာ sick ရဲ့ကန္နမာပန်းတွေကိုခူးပြီးညီမလေးဥကောင်းထက်မှာညွတ်ဤနေအောင်ပန်းစင်ပေးလိုက်တဲ့ဆိုရဲ essay ကိုဖတ်ပြမှာဖြစ်ပါတယ်။ကဘာတစ်ချမ်းနဲ့ကွက်ပြီးပွင့်တဲ့ပန်းကိုလူတိုင်းတော့ ရှိုင်နိုင်ခွင့်မရခြင်းဟာကံထားလို့ဒဏ်ရာရတာပါဆိုတဲ့တန်တုံးတန်ခဲတွေဝန်းတွင်ပါစားကမိနဲ့မြိုက်မိယုံနဲ့တဆက်ဆက်တုံဟင်းနေမြောင်းနဲ့ကြီးတွေပေါ်စင်းကြံရှောင်းမမြမလေးကိုကောက်ရခဲ့သလိုကန္နမပန်းများ လန့်ပြီးကြကွဲသွားတဲ့မှန်ချက်ကလေးဟာဖြာနာနေစေပါဆက်ဆက်ခါနာသည်အထိ sick မြမလေးတို့ကန္နမာပန်းများဇူလိုင်2015ကျွန်တော်ဟာဒီကဗျာလေးကိုဖတ်မိပြီးတဲ့လွန်လင်းပြီးတော့ရက်ပေါင်းများစွာကဆိုတဲ့အချိန်တခုလုံးကဤပညာခေတ်ထဲမှာပဲ မွေမြဆွဆူပန်းတဝင်းဆိုတော့ညီမလေးကိုမတိမတာပဲကောက်ရခဲ့ပါတယ်။အဲဒီနောက်တော့ကျွန်တော်ဟာအချင်းဆိုရဲလဲပတ်မှုရဲယူသွက်လိုက်။ကြောက်ကန်လိုက်။အငမ်းမရလိုက်ပါနေခဲ့မိရင်တချို့ရဏံတွေကို လုံးဝမခံစားမိခဲ့ဘူး။ရက်ပေါင်းများစွာဟာလဲကျွန်တော်ကိုတိုက်စားသွားခဲ့တာပဲ။အဲ့ဒီတစ်ချောင်းလုံးမှာ ျွန်တော်ဟာအမုံတရားကိုစားသုံးသူချစ်ချင်းမြတ်တာကိုမေခွန်းထုတ်သူအယုတ်ကျိုးပြဘဝကိုပိုင်ဆိုင်သူအရှုံးကိုနေ့စဉ်ဖြတ်တမ်းမှုနဲ့တစ်ဆက်ထားခဲ့သူညီမလေးကိုမေ့လျော်နေခဲ့တဲ့သူတယောက်ပါပန်းတပွင့်ကိုလှည့်မကြည့်ပဲငရဲစီတက်တက်သွားနေမိခဲ့သူဟာလဲကျွန်တော်ပဲပေါ့ ရုတ်တရက်ကြီးကျွန်တော်ရဲ့အရွေးတစ်ခုမှာပြစ်ချင်ရာတွေဖြစ်လာပြီးတိကနဲ့မှောင်ကျသွားခဲ့ရတယ်။ကျွန်တော်ဟာမေ့မျောသွားခဲ့ရပေါ့။ကျွန်တော်ကိုကျွန်တော်ပြန်သတိရမိတဲ့အချိန်မှာတော့ကျွန်တော်ကိုယ်တိုင်ပျောက်ဆုံးမေ့လျော့သွားခဲ့ရတဲ့အဲ့ပန်းမွင်ကလေးကိုလက်နဲ့ဖြန့်ခမ်းထားပြီးနန်းဆိုင်နေခဲ့တဲ့ဇလန်ဇက်ွက်ထဲမှာစိတ်ပါလက်ပါပဲ။ တရုတ်ဆောင်နေခဲ့ရပြီလူယောက်ျားတဦးရဲ့မသိမှုတွေရဲ့မှာအမှန်တရားကို ရှာဖွေတွေ့ရှိခဲ့ရခြင်းဟာကန်ထလာတဲ့အဖြစ်အပျက်လိုပဲညီမလေးကိုကျွန်တော်ဟာ ချစ်မိခဲ့ရပါတယ်ကျွန်တော်ဟာညီမလေးကိုရိုးရိုးတန်းတန်းလေးတန်ရောစဉ်ထမိလာခဲ့ရတယ်အဲ့ဒီတိတ်လာတဲ့မိန်းကလေးဟာ သူ့နောက်ကျောကိုကျွန်တော်ရင်ပတ်နဲ့ထိကပ်ထားရတာနှစ်သက်ပါတဲ့။သူမစကားရရဲ့တိတ်တဲစာမသူမမျက်နှာချင်းဆိုင်ရှိနေခြင်းခဲ့တာကျွန်တော်မဟုတ်လောက်ဘူးလို့တော့ကျွန်တော်မတွေးမိခဲ့ပါဘူး။ကျွန်တော်ဟာကိုကိုကိုလိန်ညာပစ်ခဲ့တဲ့ချိန်တွေမှာအယိုသားဆုံးရှိနေခဲ့တာပါပဲ။ကျွန်တော်ရဲ့အတွေ့အကြုံဆိုတာ များသောအားဖြင့်အငင်းဝါကြတွေပဲပေါ့ဘဒူကားမှာကျွန်တော်ကိုတိတ်ပြီးစိတ်ထဲထည့်မထားစေချင်ခဲ့တာလေအမှန်ပါပဲလက်ဖြံကို secret me နဲ့ထိုးပြီးမာယူရဲ့ရီမောပျော်ရွှင်နေခဲ့တဲ့ကောင်းလို့ရိုးရိုးသားသားယူသွနေမိခဲ့တာလေကျွန်တော်ပါပဲကျွန်တော်ကယူလောက်တဲ့ပစ္စည်းတွေ ပြည့်ရှန်ဣကြနေတဲ့ရင်ဘတ်တစ်စုံနဲ့မောမောပန်းပန်းဖြစ်နေစေရှိရဲ့ဥကောင်းခွန်တလုံးကလွှဲရင်အေးစိတ်နဲ့လက်တစ်ဖက်တောင်းကျွန်တော်အတွက်စွဆိုးခွင်းနှွေးများခွင်းမရရှိခဲ့ဘူးကျွန်တော်မှရှိရဲ့အရာတွေဆိုတာစနေရသည်လုံးမောဟိုင်နွဲလျာမှုကိုအသက်ပေးပြီးဝယ်ယူထားမိရဲ့နှလုံးသားတစ်စုံတစ်ခုနဲ့ မပြေဝတဲ့လူအင်ဆန္ဒများဆိုတဲ့တရားပါစာရွက်စာရန်တွေ ကြီးပါပဲတကယ်တော့ညီမလေးကျွန်တော်ကိုမချစ်စေခြင်းခဲ့ဘူးဒါကပဲကျွန်တော်မျက်နာကိုညီမလေးကြည်နေတဲ့အချိန်တိုင်းကျွန်တော်မျိုးလုံးတွေကိုမိတ်ထားပြလိုက်ရဖို့ထိလုံလောက်တဲ့အကြောင်းပြချက် ဖြစ်လာခဲ့ရတာပေါ့ လူတယောက်ဟာဘလောက်ကြီးမားတဲ့လျှို့ဝှက်ချက်တွေပဲရှိနေပါစေ။အဲ့ဓာရီဟာသူ့ရဲ့မျက်လုံးထဲမှာပဲအတိတ်ပဲစိတ်ယိုစီကြနေတတ်တာမဟုတ်လား။တယောက်ယောက်ကိုမနာကျင်စေခြင်းသောနိလန်အဖြစ်လဲကျွန်တော်ဟာတရားမျှတခြင်းခဲ့ပါသေးတယ်။ပါပဲဖြစ်ဖြစ်ကျွန်တော်ကတော့မြမလေးကိုချစ်မိခဲ့ပါတယ်။ဒါဟာကျွန်တော်အတွက်တော့အမှန်တရားလေးတစ်ခုပဲ။ ဒီနေ့မှအမှန်တရားဆိုတာရှိမလာရတော့ဘူးဆိုခဲ့ရင်တော့အေးညီမလေးကိုချစ်မိခဲ့ပါတယ်ဆိုတာလေးတခုတည်းနဲ့ပဲကျွန်တော်ကဆက်ပြီးမှာရွင်နေလိုက်ချင်ပါတယ်ဘဝဆိုတာဟာပေါက်ကွဲပြလိုက်မှအောင်မြင်ပြလိုက်မှကြီးကျယ်တောက်ပါပြလိုက်မှခံနာမှုမဟုတ်ပါဘူးဆိုတဲ့အကြောင်းကိုလေညီမလေးကိုကျွန်တော်က တိတ်တိတ်ကလေးပြန်ပြောပြမိနေရပါအောင်မယ်ကျွန်တော်ရဲ့အတန်တွေလုံးဝမထွက်တော့ပဲပျောက်ဆုံးရက်တန်သွားရတော့တဲ့အထီပဲပေါ့ပါပဲဖြစ်ဖြစ်ကျွန်တော်ကိုဘဲပါသာစကားနဲ့မှညမလေးနားလည်မှုမရစေခြင်းခဲ့ဘူးဒီလိုမျိုးကျွန်တော်ကတချို့အရာတွေပေါ့လူမမြင်အောင်ပဲရိုးသားမှုရှိခဲ့ပါတယ်ဆိုတာကိုတော့ညမလေးဘက်က စိတ်ချယုံကြည်နေစေခြင်းခဲ့မိပါတယ်ဘုရားဟာလူကိုရွေးချယ်နိုင်တဲ့တော်ဝါအဖြစ်ရှုမြင်ခဲ့ပြီးလူမြောက်ရလမ်းကိုရွေးချယ်စ조사နိုင်တယ်လို့လဲလမ်းညွန်ပြတမှုပေးခဲ့တယ်လို့ကျွန်တော်ကြားဘူးတယ်အဲဒါကြောင့်ပဲကျွန်တော်ကိုရွေးချယ်ပြီးလူမြောက်သွားဖို့စ조사ချာနေမှာကျန်တဲ့အရာတွေကိုတော့ အပရိကာလိုသာမှတ်လိုက်ပါညီမလေးသိစေချင်တာတစ်ခုကကြပြားရေးတတ်တဲ့သူတိုင်းအမှုအရာတွေပြောတတ်ကြတယ်ဆိုတာပါပဲစောက်ပစံရှိရဲ့ကောင်းတိုင်းကလည်းမိမတရားပျော်ရွှင်စေဖို့ရာငွေနဲ့ဆက်ဆက်ဖြည့်ဆည်းပေးတတ်ကြတယ်ကျွန်တော်မှရှိရာက ကျွန်တော်မှမရှိတဲ့အရာအလုံးဆိုတာချက်တောင်းမှတိတ်နေပါလို့ ਨੇ စကလုံးတချို့ဒလေပါပဲဒါပေမဲ့ညီမလေးတကယ်လို့အပ်လာတဲ့အချိန်မှာညီမလေးရဲ့အနာကိုရှောက်အောင်လာခဲ့မယ်ဆိုရဲစိတ်တစ်ခုကိုတော့ကျွန်တော်ကအတိအကျပဲဖန်တီထားခဲ့လိုက်မိတယ်ကျွန်တော်မှအဲ့ဒီအပြုတ်မှုလေးကိုတော့မိုက်မိုက်ကန်ကန်စွန့်စားနေရတဲ့အချိန်နေနဲ့ ရှင်သန်နေရတဲ့ကောင်းဆိုတာလေညီမလေးသိနိုင်ခဲ့မယ်လို့ထင်ပါတယ်။အရာအလုံးကိုနားလည်ပေးခြင်းအဖြစ်ကျွန်တော်ကိုပျော်ခွင့်ရှင်ခွင့်ပေးတဲ့နယ်လို့ညီမလေးရဲ့ဘက်ကထင်လာရင်လေကျွန်တော်ကိုပေးလို့ရပါတယ်။တခုပဲကျွန်တော်ကိုပြတ်တော်မချလိုက်ပါနဲ့။ ကျွန်တော်မှာစုပ်ပဲ့တဲ့အတိတ်ကာလတွေလည်းရှိခဲ့ရပူပါတယ်။သူတကယ်တန်ရောစင်ရှိလို့အထူးထူးအိတ်နေတဲ့ယောက်ျားတယောက်ရဲ့ရှင်ခွင်တွေကနေကျွန်တော်ကိုချစ်ခင်ပေးနေခဲ့တဲ့အမျိုးသမီးတူဦးဆိုတာကလည်းကျွန်တော်ဘဝမှာတကယ်ပဲရှိခဲ့ပူရတာပေါ့။နောက်တော့အဲ့ဒီသူမဟာပဲကျွန်တော်ရဲ့အရေးပါတဲ့မှတ်ဉာဏ်တစ်ခုဖြစ်လာခဲ့ရပြီးကျွန်တော်လဲကြသွားတဲ့အထိ ကျွန်တော်ဘေးမှာရှိပေးနေခဲ့လို့နာနာကြီးကြီးအဖြစ် အပြည့်အစုံလွတ်ဖြစ်ခဲ့ရတာနောက်ဆုံးမှာလဲအဲ့ဒီအကြောင်းအရာတွေဟာမှန်ညာတွေအဖြစ်နဲ့ကျွန်တော်ရဲ့စီမာဆက်ပြီးရှိနေခဲ့ရလို့ကျွန်တော်ဟာယူသွကြောင်းကန်လာခဲ့ရတာပဲကျွန်တော်ဟာတချို့အရာတွေကိုရေးမှတ်သိမ်းဆဲထားလိုက်ပြီးတချို့အရာတွေကိုတော့ပုံပက်စုပ်ပြတ်လာတဲ့အထိ ဖဲထုတ်ကုတ်ချစ်ပြစ်လိုက်ခြင်းနဲ့နိုင်ပေါင်းများစွာဘဝကိုစိတ်နာနေခဲ့ရတဲ့သူပါတခါတလေမှာကဘာဟာတကယ်ကို ကြောက်စရာကောင်းလောက်အောင်လဲပတ်နေခဲ့တယ်ဆိုတာဒုတိယအကြိမ်ကိုခန်းစားမိမှတီခွင်ရှာမှာကိုလည်းကျွန်တော်ကစိုးထိတ်နေခဲ့မိတတ်တယ်ကျွန်တော်မှအာရုံပြည့်မရှိတော့တာပါညီမလေး ျွန်တော်မှာရှေ့ဆက်ဖို့ရာခန္ဓာရည်တွေရှိသေးရဲ့လားဆိုတာကိုတော့ကျွန်တော်ကအသေးချာမသိတော့ပါဘူးသိကြတာကတော့ကျွန်တော်မှာစကလုံးအောက်ကြနောက်ကြတွေကလွဲရင်ခက်တဲ့တက်လွင်တဲ့အရာဆိုတာအင်ဂျီတစ်ထက်တလေလောက်တောင်းမရှိတော့ဘူးဆိုတာပါပဲအဲ့လိုပါဆိုပါမှ မရှိရတဲ့ကျွန်တော်ကမြမလေးရာချစ်ပါတယ်လို့ပြောခဲ့လို့လဲ ကျွန်တော်ပျော်ရွှင်ခဲ့ရပါတယ်။ကျွန်တော်ကိုညနေခင်းတွေအများကြီးအပိုင်ပေးခဲ့တဲ့သူမို့လို့လဲညီမလေးကိုကျေးဇူးတင်မိတယ်။ကျွန်တော်ရဲ့ဥကောင်းတွေကတကူစားစိတ်တစားတွေကသာအဖြစ်အပျက်တွေတော်တော်များများကိုဆန့်ကျင် တွေးခေါ်နေခဲ့မိတာကိုတော့ဝမ်းနေစရာပါပဲညီမလေး။ကျွန်တော်လေး ဖြတ်တမ်းမိသည်များလမ်းတိုင်းအချိန်တိုင်းနေရာတိုင်းအပြုတ်အမူတိုင်းမှာကျွန်တော်အစိတ်တွင်တဲ့ကမှတ်ညံအဟောင်းတွေဟာကြောက်စရာကောင်းလောက်အောင်ကိုထွက်ပေါ်လာနေခဲ့ရတာပဲညီမလေးလက်ကိုတွဲထားပြီးမှဝေးကွာဖို့အကြောင်းတွေပဲတွေ့နေမိလို့လဲကျွန်တော်ရှယ်ရနာကျင်မိပါတယ်ကျွန်တော်ဟာကိုကိုကိုမှနာကျင်မှုကို နေတာညတာရှင်းနေစေခဲ့တဲ့သူလားဟင်ညီမလေးကျွန်တော်ကျွန်တော်မသိတော့ဘူးမိခုနေဆက်တိုက်ထုတ်ပြီးအခန်းတော်မှာပက်လက်မျောနေခဲ့ရတဲ့နေရွက်တွေကိုအထီးကျန်တဲ့လိုပဲကျွန်တော်ခေါင်းစဉ်တက်လိုက်ပါရစေဒီအတွက်ရှတ်တာအကွဲအသက်အသက်တွေနားနေခဲ့ရရင်လဲကျွန်တော်ကခံနိုင်ရရှိပါတယ် ညီမလေးသိလားကျွန်တော်ဟာနေ့စဉ်နေ့တိုင်းစောက်အတွေးပေါင်းစုံကိုမေ့ထားပြီးရှီမောနေခဲ့ရတဲ့သူဆိုတာကိုလေတကယ်တော့ကျွန်တော်မောဟိုင်နွမ်းလျာနေခဲ့ပါပြီညီမလေးကျွန်တော်ဘက်ကညီမလေးစိတ်ရှုပ်စေတဲ့အရာတစ်ခုခုလုံမိသွားခဲ့ရင်တော့တောင်းမှန်နေမိုံကလွဲရင်တက်ပြင်းအောင်ချမရောမယ်မဟုတ်ဘူး လူတယောက်ကလူတယောက်ကိုချစ်တယ်ဆိုတာတိတ်ကိုလွယ်ကူတဲ့ဖြစ်စမှာညီမလေးအဲ့ဒါရဲ့ဆက်ကျင်ဘက်လာရကို သွားတဲ့အဆုံးရှုံးခံရမှာကြောက်တယ်ဆိုတာကသာဘာမစိုးဖြစ်သွားနိုင်ခဲ့တာကျွန်တော်ညီမလေးကိုအဆုံးရှုံးမခံနိုင်ဘူးညီမလေးဟာကျွန်တော်ရဲ့ဆိုးရွားဆုံးအဆုံးသက်ချိန်မှာ ပန်းနိုင်လှလှလို့ site 2ဝင်ရောက်လာခဲ့တဲ့သူပဲညီမလေးဟာ ကျွန်တော်အတွက်စီးတဖို့ညီမလေးဟာကျွန်တော်ရဲ့အတွက်တော့လက်တစ်ဖက်ညီမလေးဟာ ကျွန်တော်အတွက်ပန်းချံလေးတစ်ခုညီမလေးဟာကျွန်တော်အတွက် ပြဆက်တစ်ပုဒ်ညီမလေးဟာ ကျွန်တော်အတွက်တော့တင်ယူစရာဖတ်စာအုပ်လေးတအုပ်ညီမလေးဟာကျွန်တော်အတွက်တော့ တိမ်ဖြူဖြူအဆုကလေးတွေအုပ်မိုးထားတဲ့လေယာမြေလေးမြမလေးဟာကျွတ်တော်တတ်တော့အမုန်းတရားမရှိရဲ့လူရင်ချင်းမှုအသက်ဆက်ဆက်လေးပဲပေါ်မြမလေးမြမလေးဟာကျွန်တော်အတွက်လှပတဲ့အနာဂတ်ဖြစ်လာဖို့ကောင်းပါတယ်ဒါမှမဟုတ်လဲကျွန်တော်ကိုချမ်းထားပြီးတွားရမယ်လမ်းကတိထက်ပိုးတာတဲ့ကောင်းမြတ်ခြင်းပါဆိုခဲ့ရင်လဲ အဲ့ဒီအရာကညီမလေးနဲ့ထိုက်တန်ပါတယ်။တနေ့ကြညီမလေးစီမှာနောက်ပြန်လှည့်ကြည့်တတ်တဲ့အယူဝါဒလေးအသားကျလာခဲ့တဲ့အချိန်ကြမှာသာယောက်ျားတယောက်ဟာသူတကယ်ချစ်ရတဲ့မိန်းမတယောက်ကြောင့်ဒေးလောက်တဲ့အထိတွေ့ရင်ကြမ်းနေခဲ့နိုင်ပါတယ်ဆိုတာလောက်လေးပဲညီမလေးယုံကြည်လာစေခြင်းမိသေးတာကျွန်တော်မှာက အပေါ်ယွင်အလှတွေပဲရှိတော့တာပါညီမလေးကျွန်တော်ဟာအရန်ကိုပိုက်ရနေခဲ့တယ်ဆိုတာကျွန်တော်ကိုကျွန်တော်သိသိပါတယ်ပြီးတော့အဲ့ဒါကသိပြီးတော့လဲသိတာတယ်သိမကြခင်မှာစောက်ရေးမပါဘူးလို့ကျွန်တော်ဘဝတစ်ချောင်းလုံးထင်ထားလာခဲ့တယ်ဘယ်အရာမစိုးက ကျွန်တော်ကိုဆွဲပြဲသွားကြတော့မှဒါကြောင့်မို့ညမလေးနဲ့မဝေးချင်ခဲ့သလိုညမလေးနဲ့နှိစက်ဖို့ကိုလည်းကျွန်တော်ကအတင်းလို့ယူမနေခဲ့တာပေါ့ဘာမှမရတဲ့ဘဝမှာလဲကံစီမံရပဲဆိုတဲ့စာသားကိုရေရွတ်နေတတ်ခဲ့ဖို့ရာကကျွန်တော်မှတတ်တည်ရှိရပါတယ် တကယ်တော့လူတွေတိထားတဲ့ပုံစံထဲကျွန်တော်ဟာအများကြီးအာရုံနေရတာကြားပြီးကျွန်တော်ညီမလေးကိုချစ်တယ်ဆိုတာကလည်းကျွန်တော်ရဲ့အဲ့ဒီစိတ်ပြက်လက်ပြက်အသက်တန်ကိုဆွဲဆန်နေခဲ့တာပါပဲနောက်ပြီးအဲ့ဒီထက်ပိုပြီးလဲကျွန်တော်ဟာဘာမှမတတ်နိုင်တော့ဘူးကျွန်တော်ကိုချစ်ပါညီမလေးကျွန်တော်ဘေးမှာရိုသားစွာအိပ်ပျော်လာတတ်တဲ့အခါ ညီမလေးကိုကျွန်တော်ကကျွန်တော်ရဲ့အရေးလိုချက်နေမှာညီမလေးလိုချင်သမျှရအောင်လှုပ်ပေးချင်လာတဲ့စိတ်မျိုးနဲ့အုံမိုးဆောင်ရှောက်ရင်ချက်မဲဆိုတာကိုလည်းညီမလေးသိထားဆက်ဆံရေးတစ်ခုမှာလိုက်ရောတယ်နားလဲပေးတယ်ဆိုတဲ့အခြေအနေဟာအရန်ချစ်တဲ့အခိုက်အတန့်နဲ့ တယောက်ကိုတယောက်ဖဲထုတ်ပြလိုက်တော့မယ်လို့အခိုက်အတန့်ကြားမှာလွန်ထိုးပြေးလွှာနေခဲ့ပါတယ်ဆိုရင်တော့မှအဲ့ဒီအချိန်မှာကျွန်တော်ဖဲထုတ်ပြလိုက်မဲ့သူဆိုတာကိုကိုကိုပဲဖြစ်နေရမှာသိကြပါတယ်ကျွန်တော်ညီမလေးကိုချက်တယ်ပြီးတော့အဲ့ဒီစကားကိုပဲတတိယတလို့တတိယတလောက်အမြဲပြောနေခြင်းမိတယ် ျွန်တော်စီမကကျွန်တော်ရဲ့မှတ်ဉာဏ်လေးပျောက်ဆုံးသွားခဲ့ရင်တော့ညီမလေးကိုချစ်တဲ့စိတ်လေးတော့ကျန်းနေခဲ့စေချင်ပါတယ်။ကျွန်တော်မပါရှိတော့တဲ့နောက်ဆိုရင်ပေါ့ညီမလေး။နှင်းကြတိုင်းလဲမလွန်ပြတော့အောင်ကိုကိုကိုမတင်ယူပါ။ကျွန်တော်တယောက်ကိုဥပိ္ပခါပြုတ်ထားခြင်းနဲ့လေညီမလေးနှွေထွေနေပါ။ ပျော်စရာတစ်ခုခုကိုတွေ့ရခါကျွန်တော်ကိုလှည့်ပြထားခဲ့လေညီမလေးနဲ့ပတ်သက်လာရင် ပြုတ်ချနေတဲ့တ िश ူတစားလောက်တောင်ကျွန်တော်ဟာဝမ်းနဲ့နေမိမှာမဟုတ်ပါဘူးညီမလေးသာ ပြုံးနေပါညီမလေးပြုံးနေရင်ဘသူမှမရှိခြင်းတရားမှလည်းကျွန်တော်ကရှင်သန်နေနိုင်ပါသေးတယ်လူယောက်ျားတယောက်အနေနဲ့ လူမိမတယောက်ကိုတေချာချစ်နေခဲ့ပါတယ်ဆိုတာကိုကတိတ်ကိုကြည်မာလို့ ਨੇ နူးညံ့မှုလေးတစ်ခုပဲမဟုတ်ပါလားကျွန်တော်ကအဲ့လိုစိတ်တစ်ခု ਨੇ ဆွတ်ဆွတ်ဖြူကန်းမာပန်းတွေကိုခူးပြီးညီမလေးဦးအောင်အထက်မှာညွတ်ဤနေအောင်ပန်းစင်ပေးလိုက်တယ်ဒီနေ့ကစပြီး ညီမလေးတယောက်လာပါနေပါစေတော့ရေလို့ချစ်မင်းဝေးဟာကေပြပါဘီနားစင်ပြခဲ့သူတို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်